ာဒီဖက်ကအမေကလည်းပဲအင်းကိုမြောက်ပြန့်ပြေးကြတယ်အာလက်ရှိဒီဘောရုပ်ထုံးရနိုင်ကပဲတကယ်ဟီရိုစတန်ကိုမြောက်ပြန့်ပြေးတယ်လို့ပြောတယ်ဒါပေမဲ့တကယ်တိုက်တာကဘုရုပ်ထုံးရနိုင်တိုက်တာမဟုတ်ဘူးတကယ်တိုက်တာကအောက်ရှေကကျော်ရခိုင်လူတွေကတိုက်တယ်သိရင်ရခိုင်လူတွေသိမယ်အေကုန်းကလည်းကမထွက်တဲ့ဘုရုပ်ထုံးရနိုင်ကတိုက်ပါဆိုလို့သူကစကားလေးအခုနေပြီမှာဒါပေမဲ့တကယ်သိကြတာကတော့ကျော်ရခိုင်လူတွေဖြစ်နောက်တစ်ခုကလက်ရှိဘုရုပ်ထုံးရနိုင်နေတယ် တစ်ဖက်မှာရိုဟင်ဂျာတွေကိုအဆိုသက်လိုင်းပေါ်မှာရိုဟင်ဂျာတွေကိုအဆိုသက်လိုက်ပွေရမှာကြတော့ရိုဟင်ဂျာတွေတတ်ဆိုတဲ့ပုံစံမျိုးလုပ်ကြတာမျိုးလားလုံးဝလူမဆန်တဲ့လုံရည်မျိုးတစ်ခုကတင်ပြနေတာလားလူပန်ပုံတတ်လို့လက်ရှိအေးဟာဒါကျွန်တော်အရင်နဲ့တော့တိကျမိပါတယ်စစ်တပ်ရဲ့ချိုးစစ်တွေကြောင့်ဒီကနေ့အကြအရှုံးရှိတယ်လို့အာစာရဲ့ချိုးစစ်တွေကြောင့်လည်းအကြအရှုံးရှိတယ် ဆိုတော့ဒီကျွန်တော်ဒီနေ့တင်ပြကြတာကျွန်တော်အသက်သွေးရှင်ညောင်းများစွာစတဲ့ပြီးတော့ရယူကြတဲ့ဒီရခိုင်ပြည်နယ်ကိုလက်ရှိဒီကျွန်တော် MNDA တို့လို CNN တို့လို Checkout Get ယူဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒါရင်းနှီးကြရတဲ့အရင်အနည်းပေးဆက်ကြတဲ့ပေးဆက်မှုတွေလုံးဝမတန်မကြာဖြစ်သွားမှာဒါလို့ဒီစစ်စစ်သားပုံမှန်လို့ပဲအားလုံးပဲပါကြပါကိုရှင်ရှာရနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာ ဲ့မှာတော့လက်ရှိဒီကျွန်တော်တို့ရခိုင်ဒီနေရဲ့တမိုင်းကြောင်းအချက်လက်အစွန်းနဲ့တူလက်ရှိရခိုင်နိုင်ငံရဲ့အကြောင်းအရာတချို့ကိုကျွန်တော်နေနဲ့စုစည်းသုံးသပ်အစီအကံတင်ရပြတော့ယူ။ဒါကြောင့်မလို့ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြဖို့ဒီကဗီဒီယိုချင်းစတဲ့ကိုလေးစားဆုံးပိတ်ပလိုက်ပါလိမ့်ညာ။ဟုတ်ပြီ။ဒါဆိုဒီကျွန်တော်တို့လက်ရှိနေပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြောင်းကိုကျွန်တော်အရင်ဆုံးကြည့်တတ်အောင်။ဒီကျွန်တော်ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံကပြီးကျွန်တော်1981မတ်လ16ရက်နေ့မှာ ပါကစ္စတန်နိုင်ငံကလည်းလွတ်လပ်ရေးရရှိခဲ့နိုင်ငံတကာဖြစ်နိုင်ငံတကာနိုင်ငံဖြစ်ပါလေဒါပေမဲ့ဒီအဲ့ဒီမှာဘင်္ဂလားဒေ့ရှ်နိုင်ငံဟာဒီလက်ရှိသူ့ရဲ့ဒီကိုယ်တော်နိုင်ငံတော်ဘာသာစကားအဖြစ်ဘင်္ဂလီဘာသာစကားကိုသုံးပြီးတော့ဒေသအတွင်းဘာသာစကားတွေကတော့အဲ့ဒီမှာမျိုးစစ်တကောင်ဘာသာစကားရေဂပူရီစကားစင်ဟတီစကားနိုရာခာအီလတ်စကားတက္ကမဘာသာစကားနဲ့ရခိုင်ဘာသာစကားတွေကို ၃နှုံးနေကြတဲ့နိုင်ငံတကာဖြစ်ပါဆိုတော့ဒီသူ့ရဲ့ဒီကျွန်တော်တို့2021ခုနှစ်ရဲ့လူမျိုးစုစရင်အရဆိုရင်ဘင်္ဂလီလူမျိုးဟာ68ရာခိုင်နှုန်းရှိပါတယ်ဆိုတော့ဒီကျွန်တော်တခြားလူနေစုတွေဖြစ်တဲ့တက္ကမလူမျိုးဘီဟာရီလူမျိုးမာရမာလူမျိုးဒီကျွန်တော်နောက်ပြီးဒီကျွန်တော်စန်တာလူမျိုးမရူစာလူမျိုးတောင်စင်ညာလူမျိုးဘာဝမာလူမျိုး ဒရစ်ပူရီလူမျိုးခုံမွေးလူမျိုးနဲ့ကုတ်ကေးလူမျိုးဂါရောလူမျိုးဗက်တနောပီရမနိပူရလူမျိုးတွေဟာနှစ်ရာခိုင်နှုန်းစီရှိကြပါတယ်ဆိုတော့ဒီလက်ရှိကျွန်တော်မြင်နေရတဲ့ရိုဟင်ဂျာတွေကိုဘင်္ဂလီဆိုပြီးတော့ဒါသုံးနှုန်းနေကြခြင်းဟာတနည်းအားဖြင့်ကျွန်တော်နောင်လာမဲ့အနာဂတ်အတွက်အလုံးအန်ဒရင်းကြီးမားနိုင်နေဆိုတာကိုကျွန်တော်တို့ကျွန်တော်အနေနဲ့ဒါသတိဆက်စီလိုရတယ် ဆိုတော့ဘာကြောင့်လဲဆိုရင်ဒီကျွန်တော်ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာဒီကျွန်တော်ခဏခဏသုံးသပ်ပြောပါတယ်ဒီကျွန်တော်တရုတ်နိုင်ငံကွန်မြူနဲတရုတ်နိုင်ငံကဒီကျွန်တော်ဒီမှာတရုတ်နိုင်ငံကွန်မြူနဲပါတီတစ်ခုနဲ့တို့ဆွေးနွေးခဲ့တာကိုအကောင်လုံးသိရှိကြားခဲ့မှာပါဆိုတော့နောက်ကနောက်ကတက်ကကြတော့ကဒီကျွန်တော်ဘင်္ဂလားဒေ့ရှ်မှာမွေးဖွားပြီးတော့လက်ရှိနေထိုင်နေကြတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဒီကျွန်တော်ထားနေတိုင်းရင်းသားမျိုးနွယ်စုပြာဒီလက်ရှိဒီကျွန်တော်ပြဿနာအနေအချင်းဖြစ်နေကြတယ်။အဲ့ ဆိုတော့ဒီပြဿနာရဲ့အပေါ်မှာဒီကျွန်တော်ကျွန်တော်နိုင်ငံရေးမိတော့တခုတနည်းအားဖြင့်ဒီကျွန်တော်တို့ရခိုင်နိုင်ငံရေးမိတော့တခုဖြစ်ပေါ်လာမှာဟိုဒါကျွန်တော်တို့နိုင်ငံရေးအပေါင်းတက်လက်လာသူတွေနဲ့ဒါအင်တာမဆိုးရင်နေကြမှာဆိုတော့ဘာကြောင့်လဲဆိုတော့ကကြတော့ဒီကျွန်တော်တို့ဒီအဲသူတို့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိနေတဲ့ဒီသူတို့မျိုးနွယ်စုတနည်းအားဖြင့်ဌာနေတိုင်းရင်းသားဌာနေမျိုးနွယ်စု ဖြစ်တယ်ဆိုတော့ဒီသူတို့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဌာနေတိုင်းရင်းသားတစုဖြစ်တဲ့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာဒီကျွန်တော်တို့တနည်းအားဖြင့်ဒီမြန်မာနိုင်ငံမှာလက်ရှိရခိုင်ပြည်နယ်မှာခွင့်ပြုနေထိုင်နေကြတဲ့လူမျိုးစုနှစုချက်မှာအမုန်းပွားအောင်တမန်တကာဒါပြောဆိုလာတာဆိုနေတာကျွန်တော်တို့အများကြီးတွေ့နေရတယ်ဆိုတော့ကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာရခိုင်ပြည်နယ်ရဲ့ဌာနေတိုင်းရင်းသား တနည်းအားဖြင့်ဒီကျွန်တော်တို့ဒီရခိုင်ပြည်နယ်မှာကိုအောင်မြတ်ကောင်းများစွာကြရပြည်ထိုင်ရခဲ့တဲ့ဒီဌာနတိုင်းရင်းသားရခိုင်မျိုးတွေကပြဿနာမရှိပါဘူးတကယ်ပြဿနာရှိတာကတော့ဘာလဲဆိုတော့ဒီလက်ရှိနေပြီးတော့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေခိုးဝင်လာတဲ့ရခိုင်လိုလိုဘင်္ဂလီလိုလိုကောင်မျိုးတွေကိုအဲအဲ့လိုကောင်မျိုးတွေကြောင့်အခုလိုမျိုးဘလိုလဲတဲ့ပြဿနာမျိုးတွေဒါကျွန်တော်တို့အမြဲတမ်းကြုံခဲ့ရဖြစ်တယ်လို့ နောက်ထပ်မကြုံတွေ့ရလေအောင်ဒါကျွန်တော်တို့ကနေပြီးတော့ဒါဖင်သိမ်းတဲ့နေအဲ့တော့ဟုတ်ပြီဒီတော့နောက်တစ်ခွဲကျတဲ့ကဒီကျွန်တော်တို့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဒီကျွန်တော်ဌာနေတိုင်းရင်းသားမျိုးလူစုတွေအနေနဲ့ကဘာဖြစ်လာကြလဲဆိုတော့သူတို့ဒီကြံစည်တွေကိုမဖြစ်ဖြစ်နဲ့ဖြစ်အောင်သူတို့ဖန်တီးတယ်ဖန်တီးပြီးလို့ရှိရင်ဒီသူတို့ဒီရခိုင်ပြည်နယ်မှာနေရာတစ်ခုရရှိဖို့အတွက်သူတို့တိုးပန်လာကြတယ်ဥမာဒေါက်တာအေးမောင်ဒါဆိုဒီလက်ရှိဒီကျွန်တော်ဒေါက်တာအေးမောင်ကဘင်္ဂလားဒေ့ရှ်နိုင်ငံမှာမွေးဖွားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ဖြစ်တယ်။တချို့ကလက်ခံရှင်ဘက်လက်ခံမယ်။ဒါမဲ့သူ့ရဲ့ဇာတိရှင်မြတနည်းအားဖြင့်ဇာတိရှင်ကျွေမွေးရမျိုးကိုကျွန်တော်ပြန်ကြည့်ရှုလိုက်တဲ့အခါမှာဒီကျွန်တော်တို့အာတကယ်လို့ဆိုလို့ရှိရင်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာမွေးတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာကြည်တယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပညာသင်တယ်အဲဒီလိုဒီလိုမျိုးအာဒီနေလာခဲ့တဲ့ဘင်္ဂလားဒေ့ရှ်ရဲ့ဌာနေတိုင်းရင်းသားတွေကကျွန်တော်ဒီရခိုင်ပြည်နယ်ထဲက လူမျိုးစုနဲ့စုကြမှာမလိုလားတဲ့ပြဿနာမျိုးလည်းအမြဲတမ်းဖန်တီးပြုံးဆိုခဲ့ကြတာကိုရခိုင်ပြည်သူတို့အားလုံးသိရှိကြပြီဖြစ်ပါလိမ့်မယ်။ဆိုတော့ဟုတ်ပြီဒါလည်းရှိပါအဲ့တော့ဒီကျွန်တော်အနေနဲ့ပြောချင်တာကဒီလက်ရှိဒီကျွန်တော်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာငွေခွာတဲ့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဌာနတိုင်းရင်းသားတစုကြတနေ့နဲ့တရှင်ရှင်မှာကျွန်တော်ဒီရခိုင်နိုင်ငံလို့ကြည့်ရတာဘာဖြစ်လာလဲဆိုတော့ဒီကျွန်တော်တို့ကျွန်တော်ဖရမကုန်းကကြည့်ပြီး S-ray နဲ့ Gaza လို့ ဖြစ်ွားလာမှာဒါဆိုဒီကျွန်တော်ဂါဇာနဲ့အစ္စရေလကိုဖြစ်လာခဲ့ရည်နဲ့ဆိုလို့ရှိရင်ရခိုင်နိုင်ငံရေးမြန်မာနိုင်ငံရေးဖြစ်လာပါလိမ့်မယ်ဒါဆိုဒီကျွန်တော်မြန်မာနိုင်ငံအရေးဒီရခိုင်နိုင်ငံရေးဖြစ်လာလိမ့်မယ်ဆိုတော့လည်းရှိတယ်ကျွန်တော်တို့ကရခိုင်နိုင်ငံလို့သိတာထူဆောင်ခဲ့တယ်ဆိုလို့ရှိရင်တော့ဒီကျွန်တော်တို့ဂါဇာနဲ့အစ္စရေလပုံစံမျိုးဖြစ်ပေါ်လာနိုင်ပြီးတော့နောက်ဆုံးဒီကျွန်တော်တို့ရခိုင်နိုင်ငံရေးအနာဂတ်ဟာအင်တာမတ် စိုးရင်ထိုင်လန့်တယ်သူဖြစ်နေတာဒါကြောင့်မို့ဒါကြောင့်မို့လုံပြီးတော့လူတွေအနေနဲ့ကျွန်တော်သိစေချင်တာကဘင်္ဂလားဒေ့ရှ်ရဲ့ခါနေတိုင်းရင်းသားမျိုးမျိုးစုဝင်နေတာဒီကျွန်တော်တို့တွေရဲ့ဒီရခိုင်ပြည်ထဲမှာညီငယ်စွာလူရှင်တွေနေနိုင်နေတဲ့လူမျိုးစုဆိုသူဂျာမန်မလိုလားအပ်တဲ့ပြဿနာပေါင်းဆောင်မလိုလားအပ်တဲ့ပြဿနာမျိုးစုံကိုဖန်တီးပြီးတော့ကျွန်တော်တို့တွေကိုဒါတော်တော်လေး ကမောက်ကမဖြစ်အောင်အဓိကရောင်းနေဖြစ်အောင်အများကြီးလုံဆုံနေကြတာလို့လည်းကျွန်တော်တို့မြင်ရဆိုတော့ဒါတော့ခုဒီလက်ရှိရင်တော့ဒီကျွန်တော်တို့ရခိုင်နိုင်ငံရဲ့ရှင်လေးကျွန်တော်ပြန်ကြည့်ချလိုက်တဲ့အခါမှာကျွန်တော်အရင်ကလည်းကျွန်တော်သုံးသပ်သွားတယ်လက်ရှိအာစာကလည်းပဲရခိုင်ပြည်နဲ့ဒီနေလုံးလေးဘောက်ကိုသိမ်းပိုက်နိုင်အောင်စူးစမ်းမယ်ဆိုတဲ့သဘောမျိုးဖြစ်လာတော့လက်ရှိ AA ကလည်းပဲဒီကျွန်တော်တို့ဒီစစ်တပ်ရဲ့ ဖြိုခွင်းမှုတွေဒီစစ်တပ်ရဲ့နှိမ်နှင်းမှုတွေဒီစစ်တပ်ရဲ့ဒါတရားမျိုးမဆိုလို့ရှိရင်တိုက်ခိုက်မှုတွေချိုးဆက်ဆင်မှုတွေကြောင့်အေးလဲဒါအထိနာနေတဲ့အဖွဲ့အစည်းတွေလည်းပါပါဆိုတော့ကျွန်တော်အရင်လေးကလည်းသင်ပြနေပါတယ်ပြောမြခရင်ညာပြီးတော့တိုက်ခိုက်ခံရတဲ့အနေအထားမျိုးရှိပါတယ်ဒါဆိုရင်ဒီလက်ရှိအေးအနေနဲ့ကစင်တေကိုစစ်တေရဲ့ဖုန်းကိုရပါဘူး တကယ်တော့ဟိုတည်းကကျညာတော့လေကျွန်တော်တို့ဒီအာဒီရောအဲ့လိုလေပုံသားကျွန်းမျိုးနေမှာနေပြီးတော့အမျိုးသမီးတွေလည်းဒီရောက်ပြေတော့လေဆိုကျညာတော့လေဒါမဲ့ဒီသေးတော့တဲ့အမျိုးသမီးငယ်ရဲ့ရောက်အလုံးကိုပြောအသေးစားဆန်းစစ်တဲ့အခါမှာအေးတက်ဖို့ဝင်ပုံသားလေးဖြစ်နေတော့သူပြောသူကနောက်တစ်ခုကအေးအေးတက်ဖို့ရဲ့ဒါထုတ်ပြန်ထားတဲ့အသက်16နဲ့25နဲ့ကြာ ော်မပြီးတနည်းအားဖြင့်ဆိုလို့အသက်16နဲ့25နဲ့အတွင်းစုံထန်စုံမထမနေရတဲ့ဒီမိန်းကလေးတွေတော့ဖြစ်နေတာကိုသိရဒါပဲဒါပေမဲ့ AA ကဘာလို့ထူးခြားတဲ့တဲ့ကအရတော့ PC ထူးခြားတာလို့သိရနောက်တစ်ခုဒီ destiny ရဲ့ AA ရဲ့အာအဲဒီစုံတိခက်ကံရစရင်ကိုတင်လာတဲ့ကံကစမုထမဲစမုထဥပဒေနဲ့ အကျုံးဝင်တဲ့လူတွေကိုတော်တော်များများသိလူတွေဆိုတော့ကျွန်တော်ညာကွန်ပျူတာဆိုတော့ညာပြင်မယ်ဆိုလို့ရှိရင်ဒီစမူတာဥပဒေကယောက်ျားလေးဆိုလို့ရှိရင်ဒါ sorry ဒီကျွန်တော်တို့ဒီလက်ရှိမင်းကလေးဆိုလို့ရှိရင်အဲအသက်ရှင်ရတဲ့နှစ်ဆန်းကကျွန်တော်တို့ယောက်ျားလေးဆိုလို့ရှိရင်ဒီအသက်အသက်ဆင်းရတဲ့အသက်၄၅ကျဆိုတော့ဒီစတဲ့ရဲ့ ပြက်ကြမှုတွင်စစ်တပ်ရဲ့ရုံမှမှုတွေကြောင့်မတင်တင်မဲ့တည်သွားရတဲ့ဒီလူငယ်လေးတွေရဲ့ဒါကျွန်တော်လက်လာနေတဲ့ခါမှာဒီလူငယ်လေးတွေကအေတက်ဖို့ဝင်နေကြတာကိုကျွန်တော်ကတွေ့ရဒါမဲ့အေကစင်သေးကိုစက်သေးရင်နဲ့ဖုံကိုစူးစမ်းနေတာမျိုးကျွန်တော်အများကြီးလေးရတယ်ဆိုတော့တစ်ဖက်မှာအကောင်ကြိုးပြီးတော့တစ်ဖက်မှာကျွန်တော်တို့လုံးချင်တယ်လို့လုံးနေကြတာမျိုးလေးကျွန်တော်အများကြီးလေးရတယ် ဒါဆိုရင်လက်ရှိအေးရဘလုံးကလေးစိတ်တမ်းမျိုးနဲ့တစ်ဖက်ဘက်ကမျိုးတစ်ဖက်ဘက်ကမျိုးပြုဆိုပြီးတော့အမှန်တရားကိုခွန်းခွေဖို့ကြိုးစားနေတာမျိုးလည်းပါတယ်တော့အများကြီးတင်နေတာဆိုတော့ကျွန်တော်ဒီနေ့တင်ပြချင်တာကအဲ့လိုအမှန်တရားကိုခွန်းခွေဖို့မကြိုးစားဘဲနဲ့အရှိကိုအရှိအတန်ကျောပြောဆိုဖို့အရင်အရေးကြီးပါကဲ။လက်ရှိကမာပြည်ဖက်ကလူကလည်းပဲအိမ်ကိုမြောက်ပင့်ပင့်နေကြတယ်။အာလက်ရှိဒီဘောရုပ်ထုံးရနိုင်ကပဲတကယ်ဟီးရို စတိုင်မျိုးပြောက်ပြင်းပြင်းထန်ထန်လေးရတယ်။ဒါပေမဲ့တကယ်တိတ်တာကဘုသူဆုံးနဲ့တိတ်တာမဟုတ်ဘူး။တကယ်တိတ်တာကအောက်ရှေကကျော်ရခိုင်လူတွေကတိတ်တယ်။သိရင်ရခိုင်လူတွေတိတ်မယ်။အေကွန်ခံလေးကမဖက်တာကဘုသူဆုံးနဲ့။ဆိုတော့ဒီလိုဒီနေ့ပြင်တက်ချင်တာကအေကွန်ခံလေးကမထွက်တဲ့ဘုလို့ဘုကျုပ်ဆုံးနဲ့နိုင်ကတိတ်ပါဆိုလို့သူကစကားလေးအခုနေပြီမှာ။ဒါပေမဲ့တကယ်တိတ်ကြတာကတော့ကျော်ရခိုင်လူတွေဖြစ် ဆိုတော့ဒီကျွန်တော်ဒီနေ့တင်ပြကြတာကျွန်တော်အသက်ဆွေးရှင်ညောင်းများစွာစတဲ့ပြီးတော့ကျွန်တော်ဒီရယူကြတဲ့ဒီရခိုင်ပြည်နယ်ကိုလက်ရှိဒီကျွန်တော် MNDA တို့လို CNN တို့လို shift to get ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒါရင်းနှီးကြရတဲ့အရင်အနည်းပေးဆက်ကြတဲ့ပေးဆက်မှုတွေလုံးဝမတန်မကြာဖြစ်သွားမှာဒါလို့ဒီစစ်စစ်သမ်းမှတ်လို့ပဲနောက်တစ်ခုကလက်ရှိဘိုးချုပ်ချုပ်မြတ်တဲ့အနေနဲ့ လက်စီညောဆောင်ဖေးလို့ပဲလုံးလုံးကိုအုံနာကိုရဲ့အသိဉာဏ်နဲ့ပဲလုံးလုံးဘယ်လိုနည်းနည်းပဲလုံးလုံးကျွန်တော်လက်ရှိရခိုင်ပြည်နယ်ကျေးမှာအမေညင်းနေထိုင်နေတဲ့လူမျိုးဘုံကဘာသာဘုံကောင်ကိုကျွန်တော်ငြင်းချမ်းစွာအမှုရှင်တွေ့နေတဲ့ကိုအတွက်ဒါအစွမ်းတော်ကြိုးပမ်းတက်ပါဒုံကျင်မှုတွေစောက်ပြီးတော့ကျွန်တော်မတူရတဲ့ကိုဘေးကိုဖင်တူလာရစုပြီးတော့နောက်တစ်ခါ စကားကိုအမှန်ကိုအမှန်အတန်းပြောတတ်ပြီးတော့အရှိကိုအရှိတန်းပြောတတ်ပြီးတော့အမှန်လျောက်ဖုံးပေဖို့မကြိုးစားပဲနဲ့ဒီလိုယုံကြည်မှုတွေပြီးဆက်လာလို့ဒါအရင်အရေးကြီးပါတယ်ဒီလိုမှမဟုတ်ဘူးနဲ့တကယ်မှာရိုဟင်ဂျာတွေကိုအရှုံးသက်လိုင်းပေါ်မှာရိုဟင်ဂျာတွေကိုအရှုံးသက်လိုင်းပွေရမှာကြတော့ရိုဟင်ဂျာတွေတတ်ဆိုတဲ့ပုံစံမျိုးလုပ်ကြတာမျိုးလားလုံးဝ လူမဆန်တဲ့လုံရည်မျိုးကိုကိုကတင်ပြင်းပြတာလားငွေပန်းပုံတက်လို့ဒီတော့ဗာပဲဖြစ်ဖြစ်ကျွန်တော်လုံးလုံးစင်မှာဘောချုပ်ချုံရနိုင်14မြို့နဲ့တင်းစီချတာတဲ့ကျွန်တော်ဒီ14မြို့တွေကိုတင်းစီချတဲ့ဘောချုပ်ဖွင့်နိုင်နေနဲ့လက်ရှိဗမာနိုင်ငံတွေကလည်းဗမာနိုင်ငံဓမ္မဆုံးတော့ဘောင်းနောက်တစ်ဆုပ်တွေကလည်းမြောက်ပဲပြည်ရာမျိုးနဲ့နိုင်ပြရတယ်ဆိုတော့ကျွန်တော်ဒီနေ့တင်ပြချင်တာက ဘာကြောင့်ဆုံးမြတ်နိုင်နေလဲမိမိရဲ့ရခိုင်ပြည်သူရဲ့အကျိုးစီးပွားကိုတကယ်လိုလားတဲ့ဆိုလို့ရှိရင်တကယ်လိုလားတဲ့ဆိုလို့ရှိရင်ကျွန်တော်ရခိုင်ပြည်သူတွေကဝင်ပြနေကြတယ်လေလူမျိုးပေါင်းကဘာသာဖုံးဆောင်လို့စစ်တင်ရင်းပြီးဆက်ပြီးတော့နေပြီးတော့ကျွန်တော်ရဲ့ဘုံရန်တို့ဖြစ်တဲ့အာနာဇစနဲ့ဆိုဖို့ကျွန်တော်ပြောလာဖို့အရင်ရေးချပါတယ်ဒါတစ်ချက်က ဟုတ်ပြီကျွန်တော်စိုးစိုးပြင်ပြခဲ့တဲ့ကျွန်တော်ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာဒီလက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံမှာနေတဲ့ခါနေတိုင်းရင်းသားပါဆိုတဲ့ပုံကိုတနည်းအားဖြင့်ငခိုင်မကြအလားမကြခါနေတိုင်းရင်းသားပါဆိုတဲ့ပုံကိုအဲ့ဒီကောင်တွေရဲ့ကိုယ်ထုံလုံးဆူလာမှုကြောင့်ဖြစ်ပေါ်လာတဲ့ပြဿနာကိုဒါဘာလို့မမြင်နိုင်နေစမ်းအောင်ပြပါဆိုတော့ ဒီလိုပြဿနာတွေမဖြစ်ပေါ်ရလေအောင်ဒါကျွန်တော်အမြင်မ်းဒါကိုကျွန်တော်နေပြီးတော့အာကျွန်တော်ရဲ့တီနေတွေမှာနေတဲ့လူမျိုးစုကစဂျာမာမလိုလားတဲ့ပြဿနာမျိုးတွေမဖြစ်ပေါ်ရလေအောင်ဘုရားပြည့်မြတ်နိုင်နေနဲ့အပြုတ်အစိုးအပြုတ်မှုဒါတွေကိုစင်ကြင်ဖို့အရာအရေးကြီးပါတကယ်တော့အပြုတ်အစိုးအပြုတ်မှုမစင်ကြင်နိုင်ခဲ့ဘူးဆိုရင်နောက်ဆက်တွဲဖြစ်လာမဲ့ပြဿနာမျိုးတွေ ကျွန်တော်မခံဘူးလို့အားလုံးဒါတိတော့ပါတော့ရောက်လာနိုင်နေစနေအောင်လဲဒီကရလည်းသူတော့တည်ကြတော့လေဒါကြောင့်မို့လို့ဘာဖြစ်ဖြစ်ဒီကျွန်တော်တို့ဒီနံပါတ်၄ဝင်းနဲ့စနေရကလည်းပဲရခိုင်ကြီးရဲ့အရေးကိုမြန်မာစောင့်ကြည့်နေတာမျိုးပဲဒါတော့ဒီလိုစောင့်ကြည့်နေတဲ့ဇင်ကာလမှာလက်ရှိကျွန်တော်ကအရှိကိုအရှိတိုင်း ပြောဖို့အရင်အရေးကြီးပါတယ်။ဒီမှာဟောင်းကစီတင်းတော့အာသန်တိုက်တယ်။ဟိုတနေ့ကအာသာနဲ့လည်းဆိုလို့ဒီအာသာကလည်းဘာလို့လဲတဲ့ကဒီကျွန်တော်အာဘောနော်တစ်ဖက်ကိုဒီတဲ့လေးကမှအာသာကိုအကြံဖက်ကမှဆိုပြီးတော့သုံးပြီးတော့အာသာဘုဘဲတို့ဆက်လို့ဒီသလိုလိုသူတို့ကပဲလက်ရှိနေတော့အာသာကိုနိုင်တဲ့လိုနဲ့တွဲခံရမယ်တဲ့အမေကြီးကဆိုတော့ ဒါကလောအသိန်းနဲ့ပြည့်ကြတယ်စီဆန်နဲ့ပြည့်ကြတယ်ပန်းနဲ့ပေါက်ကြတယ်မဟုတ်ဘူးအဲ့ဒါမလို့ပန်းနဲ့ပေါက်ကမဟုတ်တဲ့အတွက်လက်ပက်တလုံးဖိတိုက်ရှိမှာဒါကောအမှန်အတိုင်းဖုတ်ဖို့အရာရေးတည်တယ်လက်ရှိအာစာကဖမ်းတော့ပါပဲဆိုတော့နေကူလက်လာကြည့်တဲ့ကမ္ဘာအေးအေးတက်ကုန်နေလာတာကျွန်တော်လုံးဝပေါ်ကြည့်ရဒါတော့အေးရမမောပါသူဆုံးတာတစ်ခါတည်းနဲ့တွင်လာကြည့်တယ်အများကြီးတော့ပါလေအာအရင်ကပြည်ကြည့်တယ်ဘယ်ရောက်တယ် အဲ့လိုမျိုးလိန်ညာအဆောင်ပြီးတော့ပြုတ်တုံနေခြင်းဟာကျွန်တော်လူမျိုးတွေကသူကြားမှာလုံရင်းအစားပေါ်ကအရန်တက်ဖြစ်နေတယ်။ဒါအောင်လည်းဒီဆက်စင်နေပါလေ။ဒါကြောင့်မလို့ဒီလိုလူမျိုးဆိုတဲ့သူကြားမှာယုံကြည်မှုတွေတိဆောက်ဖို့အတွက်ကျွန်တော်စင်တယ်ကိုဆက်တင်နေတဲ့ဟောင်းကပုံစံမျိုးမဟုတ်နဲ့လေ။အရှိတော်အရှိတန်းအမှန်တရားကိုအမှန်တရားအတိုင်းတစ်ချက်ကစင်တော့ရရလိမ့်မယ်။နောက်တစ်ခု တရတော့ကိုင်းဒီနေတဲ့မှာနေတဲ့ဒီလူအလုံးဟာအကျောနှစ်ကောင်များစွာနေနိုင်လာခဲ့ဒီကောင်တွေဖြစ်တယ်ဆိုတာကိုဘုသက်ပြန်နေသိချင်တဲ့နဲ့မသိချင်တဲ့နဲ့ဆိုတော့ကကျွန်တော်မောင်ကောမျိုးကဂျာမစ်ပလင်စီကိုကျွန်တော်ပြန်လေးကြည့်စစ်တရားမောင်ကောမျိုးကဂျာမစ်ပလင်စီဆိုတာကဟော၁၈ခုနဲ့သာပြရမယ်ဒီဆက်ထားကြတယ်ဒါဆိုတော့သင်ကြတော့ဘူးကျွန်တော်ရော့ဆိုင်စီနေအတွက်မှာ မွတ်စလင်တွေဟာဒါဖူနေဝဲထုတ်ပြန်ခဲ့တဲ့ရှစ်စနမှုနဲ့တူတယ်မပါတဲ့ထောင်ရှိရဆက်တော့ထောင်ကျက်လက်ဆက်လေဝူကျင်ကရောက်ရှိနေတိုင်းလာခဲ့သူတွေတော့နိုင်ငံသားတန်ရသားအသည်ပြိမယ်ဆိုတဲ့ဥတွေထုတ်ပြန်ချက်ဟာဒါကျွန်တော်တို့တွေသူနဲ့ရန်တိုက်ပြေးနေတာမျိုးဖြစ်နေပါဘာကြောင့်လဲဆိုတော့ဂျာမေပလီကြီးတော်မှအဆောင်ပိုးရဆစ်ရှစ်ခုနဲ့ကသတ်ထားပြတာဆိုရင်ပြန်တဲ့အားလုံးကိုမြတ်တယ် ဒါဆိုရင်လည်းတခုကျွန်တော်ဒီဒီလက်ရှိရစက်တွေဒါပလီရေရခိုင်ပြည်ညာပလီရေဒါကျွန်တော်တို့မြန်မာတို့တို့မြန်မာတွေလည်းလာကြတဲ့ကမှာဦးနေဝဲရေးဆွေးခဲ့1823 1824ဆိုတာထက်1823မကြခင်ကတိကမယ်ပလီတွေစတာဖြစ်ပြီဆိုတော့ကျွန်တော်အနေနဲ့လည်လာသိချာပါဒါကြောင့်မလို့ ကျွန်တော်ကပူလာတဲ့ဘေးကိုခေးနာနဲ့ဆုပြီးတော့ကျွန်တော်ရဲ့ဌာနေတိုင်းရင်သားကျွန်တော်ရဲ့ညီနောင်တိုင်းရင်သားအဖြစ်လက်ခံပြီးတော့ကျွန်တော်တို့အားလုံးစစ်စစ်လုံးလုံးညီညွတ်ညွတ်နဲ့အာနာရှင်စနစ်ဆိုးဖို့အမြင့်ပြတ်တဲ့အထိပူပေါင်းတိုက်ခိုက်တော်လာမှုအရင်အရေးကြီးနေပါလေလက်ရှိအေးဟာဒါကျွန်တော်အရင်နဲ့တော့တိကျပြပါလေစစ်တပ်ရဲ့ထိုးစစ်တွေကြောင့်ဒီကနေ့ အကြရှုံးလို့ရှိတယ်လို့အစာရဲ့ချိုးစစ်တွေကြောင့်လည်းအကြရှုံးလို့ရှိနေဆိုတော့နှစ်ဖက်ညက်ပြီးတော့တိတ်ခန့်နေအတိတ်ခံနေရတဲ့အနေအထားမျိုးမှာကျွန်တော်အမှန်ဝမှန်နဲ့ထုတ်ဖို့ပြောကြပြီးတော့အရှိကိုအရှိအတိုင်းထုတ်ဖို့ပြောကြပြီးတော့ကျွန်တော်ရောင်ကြည့်မှုတွေတိဆောက်ပြီးတော့ကျွန်တော်အကောင်းဆုံးပြန်လေပြီးတော့ငြိမ်းချမ်းသောနေရာငြိမ်းချမ်းသောဒီနေ့ခု ပြန်လေးတိဆောက်တဲ့နယ်ဆိုရအောင်ကျွန်တော်နေနဲ့တွေးကြရင်လည်းကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့မိဘတရားကိုကျေးဇူးတင်ပါအထူးကျေးဇူးတင်ရှိပါတယ်